ချေဦးညောတမိုင်းမဝင်ပေမဲ့တမိုင်းတွင်နေတဲ့စကားများအဖိုးကျွန်တော်ကိုမဆာပါမင်ခွေချီအရှင်သားဘုရားအာဂရိလိုက်လေးပါးကိုလူတိုင်းသိကြပါတယ်သူ့ကြိုကို့ကြိုဆက်ဆက်ပတ်သက်နေတဲ့လူမှုဖွဲ့စည်းထဲမှာမလွှဲမရှောင်သာအပြန့်လန်းအမိတဟဲပြူကြရတဲ့အခါအာဂရိလေးပါးနဲ့ကင်းစင်မှုအရေးကြီးလာကြောင်းကိုလည်းသဘောပေါက်ကြပါတယ်ဒါပေမဲ့ချစ်လို့တစ်ဖက်သက်ဆုံးဖြတ်ခြင်းစံသားကလေးအမြဲတောသားကြောင့်တစ်ဖက်သက်ဆုံးဖြတ်ခြင်းဒေါသကလေး ကြောင်ယုံလိုတစ်ဖက်သက်ဆုံးဖြတ်ခြင်းဘယာဂရိတွေ့ဝေလိုတစ်ဖက်သက်ဆုံးဖြတ်ခြင်းမောဟဂရိဆိုတဲ့အဂရိ၄ပါးအနေနဲ့ငြင်းရှင်းရှင်းဖြစ်ဖို့ဆိုတာကိုလက်တွေ့အစမှမလုံးနိုင်ကြတာအများပြားတွေ့ရတတ်ပါတယ်။ဂရိဆိုတာလာရရက်တဲ့လာရောက်ခြင်းနဲ့နောက်တစ်မျိုးကမလာအပ်တီကိုလာခြင်းနဲ့မျက်နှာလိုက်ခြင်းနဲ့အာရိ၄ပါးကြောင့်တွင်းမိတိုင်းပေါ်လာတဲ့အမြင်တစ်ခုက နာရတိဟပတိနဲ့ရာဇသင်္ချံဘယင်တစ်ပါးနဲ့အမတ်ကြီးတို့ ပြီးတော့သူတို့အခြေစပြောကြတဲ့စကားနှစ်ခုပကံရာဇဝင်နဲ့ယဉ်ထိကြသူများမို့ဘို့ပါကြောင့်ပန်ကလပ်ပဲ့စားတယ်ဆိုတဲ့နာရတိဟာရဲ့ပတိရဲ့မင်းအမေပန်းဖို့တဲ့တာမီတို့တူကောင်းဖြစ်လို့ပန်းဖို့မိသူမရှိလို့ပါလို့ရာဇတိန်ညံရဲ့ဖြေအဲ့ဒီနောက်ဂူထုတ်ကိုတင်ရမှာဗာနဲ့တင်ပါတယ်နာရတိဟာပတိဂူထုတ်ကိုညံနဲ့တင်ရပါတယ် ရာဇာတင်ဉဏ်ဂုထုအထက်ရောက်ရင်ဉဏ်တို့ပတုပြုလည်းဉဏ်ကိုဖျက်ရပါတယ်ဒါမှဂုထုတင့်တယ်ပါတယ်ကျောဟာဂုထုအမျက်ကြီးဟာဉဏ်ကျုံမင်းဖြစ်ပြီးရာဇာတင်ဉဏ်ကိုအရာနှုတ်တလားတို့ပို့တဲ့ဒီဇက်လန်ကြောင့်ကိုလည်းသိပြီးသိကြပြီးသားဖြစ်ပါတယ်ဒီစကားတွေပြောကြဒီဖြစ်တွေဖြစ်ကြခြင်းရဲ့မြေဖြားခံရလိုက်ရှာတော့အထက်မှာဖော်ပြခဲ့တဲ့စကားနှခုကိုတွားတွင်းမိပါတယ်အဖိုးကျွန်ုပ်ကိုမဆပါတဲ့ဒီတော့ဟိုကလည်းအရှင်းသားဖို့သာတဲ့ အပြန်အလှန်နားလည်မှုနဲ့ညှိနှိုင်းခဲ့ကြတာတွေပါဒါဒါပေမဲ့ကလေးကအခြေမခံခဲ့တာပါပကံထင်းနှန်းကို၅နှစ်ဆိုးဆန့်သွားခဲ့တဲ့ဥစနာမင်းမှာတားနှစ်ယောက်ရှိပါတယ်အကြီးကတီဟသူအငယ်ကမင်းခွေချီထုံးစံအတိုင်းအကြီးတီဟသူကခမဲတော်ရှိကလေးကနန်းလျာထားခံခဲ့ရသူပါတဲ့ဒါပေမဲ့တီဟသူဟာအမျက်ဆောင်မဲ့ရာဇမန်ကြီးသူဖြစ်တယ်လို့ဆိုရပါတယ် တည်သူရဲ့အမျက်ဆောင်မှန်ကိုအားလုံးကြောက်ကြရတဲ့အထင်မှာအမျက်ကြီးရာဇတင်ချက်လဲပါပါတယ်။ဒါပေမဲ့ရာဇတင်ချက်ဟာနန်းတော်မှာအခြားမူမတ်ကလန်တန်ပြင်းများပေါ်ဩဇာတိတ်ကမရှိသူပေပဲ။ဒီအပြင်တွေးလို့ရနိုင်တာဟာတည်သူဟာ နန်းလျာမင်းလျောင်းမင်းလောင်ရာဇသိဉ္ဇဉ်ဟာလည်းအမျက်ကြီးအမျက်အမတ်ချုပ်ကြီးမို့နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်စီမကန့်ခဲ့ကြဘူးပေါ့သူတို့နှစ်ယောက်ညီးခဲ့ကြပုံနဲ့ပတ်သက်ပြီးတိုင်းရင်းပြည်ဟာကိစ္စမှာ မတွေးမိပေမဲ့ကွန်တွဲတကွအရေးခဲမှာတော့အသေးချာတွေ့နိုင်ပါတယ်တခါမှမင်းသားတီတူနိနောက်ကလာတာကိုမမြင်မိလို့အမျက်ကြီးရာဇသိဉ္ဇဉ်ကအင်ကြီးဖြင့်လည်းမသိမိပဲရှိခဲ့ပါတယ် နန်းလျခံဘရင်သားတော်ကြီးလာပြီဆိုရင်ပစိုးတင်နိုင်ခင်လက်တင်စီပြီးအရေးတီးကိုကြိုးဆိုရမယ်ပေါ့။ရာဇတင်ညာတကယ်မမြင်တာလည်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ပလှွာခက်ထန်နေတဲ့တေသူကလည်းငါလာတာတဲ့ကရိုးရိုးကြိုးကြိုးမလုပ်ဘူးဆိုပြီးခင်လက်ပေါ်ကကွန်ဒွေထွေးချလိုက်ပါတယ်။အရှင်းသားလာတာမမြင်မိလို့ပါလို့ရာဇတင်ညာကဆိုပေမဲ့နှလုံးမပြေရှိသွားခဲ့ပါတယ်။ကွန်ဒွေစွန်သွားတဲ့ ဖြင့်ကိုတော့ရာဇသင်္ချန်ကတရင်နဲ့ထည့်လိုက်ပါတယ် ဘယံဥဇနာဟာစေဝါဒနာပါသူမဟုတ်တလားမျိုးနာမှာစင်ကောက်ရင်နဲ့သူစီတဲ့စင်ကပြုတ်ကြပြီးအနေဆာရောက်ခဲ့ပါတယ်။ခမဲတော်လည်းလွန်ရောနန်းတတော်မယ်လို့တဲ့တည်သူကိုရာဇသင်းညာကအချာမူမတ်များတစုတဝေနဲ့ကျေးစွန်ရွာနာတလားမျိုးမှာအနေဆာရောက်ခဲ့တဲ့ခမဲတော်ရဲ့တင်ကြိုင်းတော်ကိုအားလုံးသွားရောက်ဥတိုက်ကြပါမယ်။ပြန်လာမှဗိသိက်ခံပါလို့လျှောက်ပါတယ်။နီလန်းကြတဲ့စကားမျိုးတည်သူလက်ခံရပါတယ်။တလားကတင်ကြိုင်းတော်ရောက်မှပဲ ရာဇာတင်ညာဟာလှုပ်ဝက်စီဝေးလိုက်ပါတယ်။အစည်းအဝေးမှာသူကကွန်သွေးစွန်းထားတဲ့ဖြင့်လို့ထုတ်ပြပြီးတရားသူစန့်ကျင်ရေးအတွက်ဆုံးမပါတယ်။ကြံမှုမဲ့တွေကလည်းရာဇာတင်ညာလို့အမှတ်ကြီးတောင်သူကိုယ်တောင်သူကလှုပ်တယ်။မင်းမဖြစ်မိကလေးကဒီလိုခတ်ထက်နေရင်ဆိုပြီးအမိုးမက်ကလန်တန်ပြင်းတို့တစိမ့်တဝိုင်းနဲ့တဝန်းနဲ့ရောက်ကြပါတယ်။အဲ့ဒီနောက်တော့လွယ်သွားပါပြီ။တရားသူကိုဝိုင်းဖမ်းပြီးသားတော်နဲ့မင်းခွေးချီကိုနန်းတင်လိုက်တာပါပဲ။ မင်းခွေးကြီးဟာနောင်တော့တည်သူရှိနေရင်မင်းဖြစ်လာဖို့မျှော်လင့်လို့မရနိုင်ပါဘူး။ဒါပေမဲ့သူနဲ့ရာဇတင်းရန်ကြီးရာမှာစကားပေးယူရှိထားဖို့ပါတယ်။တည်သူဟာဖြင်းလက်ဖြင်းလက်ကွန်ထွေကွန်တွေးထွေးပြီးမရှင်းမနှောင်းပါပဲမင်းခွေးကြီးဟာရာဇတင်းရန်စီလာပြီးစကားတခုဆိုပါတယ်။အဖိုးကျွန်တော်ကိုမဆပါတဲ့။သူကမြင်သာရွာသူပန်းမွတ်တဲကိုဥဇနာဘရင်ကောက်ရုံမူရာကဖွားတဲ့တာပေါ့ တာပါတရသူရဲ့မေရောဟာ ရွှေကူဒါရက်ကမင်းရှင်စောရဲ့မြေမိဖုရားကြီးပါ မင်းခွေချင်းနေတဲ့အငယ်လေးဖြစ်ရာဇသူရလည်းတဝက်ပဲပါတာမို့ အောက်ကနေရသူပဲပေါ့ဒါပေမဲ့မင်းခွေးကြီးဟာအားလုံးကိုတုံတက်တပ်ပုံရပါတယ်။ဩဇာတိတ်ကမရှိတဲ့ရာဇသင်္ကြန်ကိုပြေကပ်နှင်ပါတယ်။အဖိုးကျွန်ုပ်ကိုမဆပါနဲ့လေ။ဒီအချိန်မှာရာဇသင်္ကြန်ကလည်းတည်သူနဲ့ပတ်သက်လို့အကျိတ်ခဲရှိအဆက်တဝယ်ဖြစ်တာသူမို့ငိုးလို့ရတွင်လက်တို့ဤတို့မဆိုင်မတော့ပဲပြန်ဆိုခဲ့ပါတယ်။အရှင်သားဖို့တာတဲ့။တာသွားလိုက်တဲ့အစကတာသွားလိုက်တဲ့အစကတစ်ခု ဥစနာမဲမရှိတဲ့နောက်နန်းတက်တော့မဲ့တည်သူရှေ့ကပိတ်ခတ်နေတာကိုဖယ်ရှားလိုက်ကြပြီးမင်းခွေချီကိုမဆားလိုက်ကြပါတယ်။မင်းခွေချီဟာနာရတိဟာပတိမင်းဖြစ်ခဲ့ပြီးမင်းခွေချီမှာမင်းလောက်ရမဲ့အရေးသွေးရှိမရှိလူရဲ့ချမ်းမထဲစားလိုက်များကိုအမတ်ကြီးရာစားတင်ချင်မစင်စားတော့ပါဘူး။တည်သူကိုသူ့မုံထားနာကြီးနေချိန်ဒေါသကလေးကြံမှုမဲ့တွေကလည်းကွန်သွေးဆွန့်ကွန်သွေးဆွန့်ဖြင့်လက်ကိုကြည့်ပြီးသူများဘယင်ဖြစ်လာရင်ခက်ရ ခရချီလို့ဆိုကြဗျာဂရီတဖက်ကိုယွန့်နေကြတဲ့အချိန်မှာပန်းမုတ်တဲ့သားလေးကအဖိုးကျွန်ုပ်ကိုမဆပါဆိုတော့မျက်စိကြအာယုံကြသွားစန္ဒဂရီနောင်အမားတွေအများကြီးလုံးမဲ့သူတရုတ်ပြေးမဲမိရမိသူအစိတ်စားသိဆုံးရမိသူ နာရသည်ဟာပတဲ့မင်းခွေးချီလက်ထဲထင်းနဲ့ထိုးအပ်လိုက်ရတဲ့အဖြစ်ကိုရောက်ခဲ့တာပါပဲ ဖိုးကျွန်ုပ်ကိုမဆပါဆိုတဲ့စကားအရှင်သာဖို့သာဆိုတဲ့စကားတို့ရဲ့နောက်ခွဲမှာပါရတိတရားတွေကိုဆင်ញင်လိုက်မိရဲ့မင်းတို့မင်းလက်ထက်စကားရင်ပရကမကြောင်းဘာဒနသာဒနာပိုင်ဆရာတော်ဦးညေရရဲ့တပည့်စလေဥပုံညာရဲ့နဲ့ခစ်ပြိုင်ညောင်မင်းသာဥပုံညာရဲ့သုဒယန္နာဆုံးမစာတွေကအမှတ်3 305ဆုံးမစာလေးကိုပါတစ်ဆက်သေးအာယုံပြူမိပါတော့တယ်